အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါသမိုင်းမှာအကြဆုံးဖြစ်ခဲ့တဲ့အမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှုပြီးဆုံးသွားပါတယ်။အစိုးရရပ်ဆိုင်မှု43ရက်ကြာပြီးတဲ့နောက်လွတ်တော်မှာသဘောတူညီချက်ရသွားတဲ့ဘတ်ဂျက်ဥပဒေကြမ်းကိုသမ္မတဒေါ်နယ်ထရပ်ကလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီဥပဒေကြမ်းထဲမှာပြည်ထောင်စုအေဂျင်စီတွေကိုဇန်နဝါရီလအထိငွေကြေးထောက်ပံ့သွားဖို့အစားအစာထောက်ပံ့မှုတွေကိုလာမယ့်နှစ်စက်တင်ဘာလ30ရက်အထိလှုပ်ဆောင်သွားဖို့အထက်နဲ့အောက်လွှတ်တော်ကိုယ်စားလှယ်ရဲ့လှုပ်ချုပ်ရေးကိစ္စတွေဆောင်ရွက်ဖို့ဒေါ်လာသန်း200ကျော်ချမှတ်ဖို့စစ်မှုထမ်းဟောင်းတွေကိုထောက်ပံ့ရေးအတွက်ဒေါ်လာ135ဘီလီယံသုံးစွဲဖို့နဲ့ပြည်ထောင်စုဝန်ထမ်းတွေကိုနောက်ကြောင်းပြန်လှစပေးဖို့စတာတွေပါဝင်ပါတယ် အထက်လွတ်တော်ကထောက်ခံမဲ60ကန့်ကွက်မဲ40နဲ့ဥပဒေချက်ကိုအတည်ပြုပြီးအောက်လွတ်တော်ကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်အောက်လွတ်တော်ကအဲ့ဒီဥပဒေချက်ကိုမနေကဗုဒ္ဓဟူးနေ့မှာထောက်ခံမဲ222မဲကန့်ကွက်မဲ209မဲနဲ့အတည်ပြုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သမ္မတဒေါ်နယ်ထရန့်ကလက်မဲ့ရေးထိုးလိုက်တဲ့အတွက်သမိုင်းမှာအကြာရှည်ဆုံးအမေရိကန်အစိုးရရက်သက်မှုပြီးဆုံးခဲ့တာဖြစ်ပါတယ်ဒေသတွင်းသတင်းသဘောက်ကိုထပ်ပြောပြပါမယ် ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံဟာနယ်စပ်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးအပြန်အလှန်ဆွတ်ဆွဲမှုတွေလုပ်နေကြပါတယ်ထိုင်းနိုင်ငံကမြေမြုပ်မိုင်းကြောင့်စစ်သားတွေထင်ရရပြီးနောက်မှာအပြစ်အခက်ရက်စဲရေလုပ်ငန်းစဉ်တွေကိုရက်ဆိုင်ထားတယ်လို့ကြေညာပြီးတဲ့နောက်အခုစွဆွဲမှုတွေထပ်ပေါ်လာတာပါ ထိုင်းနိုင်ငံစာဂရုနဲ့ကမ္ဘောဒီးယားနိုင်ငံဗန်သေးမင်ချီအကြားမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့နှစ်နိုင်ငံစလုံးကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘလို့ဖြစ်ခဲ့တဲ့ဆိုတဲ့အပေါ်မှာပြောဆိုချက်တွေကတော့ကွာခြားပါတယ်။ကမ္ဘောဒီးယားပြည်ကြားရေးဝန်ကြီးကထိုင်းစစ်သားတွေဟာကမ္ဘောဒီးယားအရက်သားတွေကိုပြစ်ခတ်ခဲ့တယ်လို့စွပ်စွဲထားပါတယ်။ဒေသခံအာနာပိုင်တွေကိုကူကာပြီးလူ9ယောက်ထဏ်ရထားတယ်လို့သူကပြောပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကတော့ထိုင်းစစ်သားတွေကပြစ်ခတ်လို့အရက်သားတွေဒဏ်ရာရပြီးတယောက်တည်ဆုပ်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ထိုင်းပြည်သက်မတော်ပြောရေးဆိုခွင့်ရှိသူကတော့ထိုင်းပိုင်နဲ့ထဲကိုကမ္ဘောဒီးယားစစ်သားတွေကပြစ်ခတ်ခဲ့လို့ထိုင်းစစ်သားတွေဟာအကာအကွယ်ယူပြီးတတိပေးတဲ့အနေနဲ့ပြန်လည်ပြစ်ခတ်မှုတွေလုပ်ခဲ့တာလို့ပြောပါရယ်ပြစ်ခတ်မှုတွေဟာ10မိနစ်လောက်ကြာခဲ့ပြီးထိုင်းဘက်မှာတော့ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ထိုင်းဘက်ကပြောပါရယ် ကမ္ဘောဒီးယားရွာသားတယောက်ကတော့ထိုင်းဘက်ကပြစ်ခတ်မှုတွေကြောင့်သူတို့ရွာသားအနည်းဆုံး၃ယောက်ထဏ်ရရတယ်လို့ AFP သတင်းဌာနကပြောပါတယ်။အဲ့ဒီပြောပြတဲ့အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကတော့ကမ္ဘောဒီးယားဘက်ကထိုင်းဘက်ကို15မိနစ်လောက်ကြာအောင်ပြစ်ခတ်ခဲ့တယ်လို့လည်းပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတို့ဟာအရင်လ26ရက်နေ့အာဆီယံထိပ်သီးညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရှိမောက်မှာနေချင်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဲ့ဒီနောက်နှစ်ပတ်အကြာမှာအခုလိုပြည့်ခတ်မှုတွေပြည့်ဖြည့်ခဲ့တာပါထိုင်းဖက်ကာရောတက်တန်ကုန်နေတဲ့ကမ္ဘောဒီးယားအလုတ်သမားတသိန်းလောက်ကိုလည်းအလုတ်လုတ်ခွေတက်တန်တိုးပြီးမှမဟုတ်တော့ဘူးလို့ပြောထားပါတယ်သမိုင်းမှာထင်ရှားတဲ့ပြင်သစ်စစ်ဘုရင်နပိုလီယံရဲ့စိတ်ပန်းကုတ်ကိုလေလံပွဲတစ်ခုမှာအမေရိကန်ဒေါ်လာ၄တန်းမှ၄တန်းလောက်နဲ့ရောင်းချခဲ့ရပါတယ်။ စိတ်ပန်းကုန်းဆိုတာကတော့73ကရက်ကျော်ကျော်ရှိတယ်။ဘဲဥပုံစိတ်သုံးကြီးကိုစိတ်သုံးအသေးလေးတွေဝိုင်းထားတဲ့ပုံစံဖြစ်ပါတယ်။ဆွဲသည့်အနေနဲ့ဆွဲလို့ရတဲ့စိတ်ပန်းကုန်းဖြစ်ပါတယ်။အဲ့ဒီစိတ်ပန်းကုန်းဟာ1830ခုနှစ်လောက်ကနပိုလီယံအတွက်လုပ်ထားတဲ့စိတ်ပန်းကုန်းဖြစ်ပါတယ်။ 1835ခုနှစ်ဝါတာလူတိုက်ပွဲမှာနပိုလီယံကဗြိတိရှားတပ်တွေနဲ့ပရက်ရှားတပ်တွေကိုဆစ်ရှုပ်ပြီးထွက်ပြေးရပါတယ်။အဲ့ဒီထွက်ပြေးတဲ့အချိန်မှာ နပိုလီယံစည်းလာတဲ့မြင်းရထားကဘွဲနစ်သွားခဲ့တာကြောင့်နပိုလီယံကစိတ်ပန်းကုန်းအပါဝင် ပြည်စည်းတွေကိုထားပြီးထွက်ပြေးခဲ့ရတာပါ။ အဲ့ဒီပစ္စည်းတွေကိုပရက်ရှာစစ်တပ်ကသိမ်းဆီးပြီးတော့ပရက်ရှာဘရင်ဖရက်ဒရစ်3ကိုစစ်အောင်ပွဲလက်ဆောင်ဖြစ်ဆက်တက်ခဲ့ပါတယ်။အဲ့ဒီနပိုလီယံရဲ့စိတ်ပန်းကုန်းဟာပရက်ရှာမင်းဆက်ရဲ့အမွေအဖြစ်ရာစုနှစ်နှစ်ခုကျော်တည်ရှိခဲ့ပြီးမကြသေးခင်ကနှစ်တွေမှာပုဂ္ဂလိကစုဆောင်သူတယောက်လက်ထဲကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။အခုလီလံပွဲမှာဒီစိတ်ပန်းကုန်းကိုဒေါ်လာ2သိန်းခွဲလောက်နဲ့ရောင်းရမယ်လို့ခန့်မှန်းထားခဲ့ပေမဲ့မထင်မှတ်ပဲဒေါ်လာ4.4တန်ရရှိခဲ့တာဖြစ်ပါတယ်။